တခုခုလောက်တာမှာအသားကျနေပြီတနေရရမှာနေတာအသားကျနေလို့ပြောချင်ရင်အင်္ဂလိပ်လိုဘယ်လိုပြောမလဲတခုခုလောက်တာမှာအသားကျနေပြီတနေရရမှာနေတာအသားကျနေလို့ပြောချင်ရင်အင်္ဂလိပ်လို be used to bath ဒါမှမဟုတ်ရင် buff ing ပုံစံလေးနဲ့ပြောလို့ရတယ် be used to bath ဒါမှမဟုတ် buff ing ဟုတ်ပြီကျွန်တော်တို့ဒီစကားပြောတဲ့အခါမှာအဲ့ဒါလေးကိုသုံးပြီးတော့ဘယ်လိုသုံးလို့ရသည်လဲဆိုလို့ရှိရင်ဥပမာငါရန်ကုန်မှာနေတာအသားကျနေပြီဆိုတာကိုပြောချင်ရင် i am used to living in yangon ငါရန်ကုန်မှာနေတာအသားကျနေပြီ ဟုတ်ပြီနောက်တစ်မျိုးဘယ်လိုပြောသလိုရာသင်လဲဆိုလို့ရှိရင်ငါရန်ကုန်မှာကားမောင်းရတာငါတားကြနေပြီဆိုရင် I'm used to driving in Yangon ငါရန်ကုန်မှာရန်ကုန်မြို့မှာငါကားမောင်းတာငါတားကြနေပြီဟုတ်ပြီနောက်တစ်ခုဘယ်လိုသုံးလို့ရသလဲဆိုလို့ရှိရင်ငါစောစောအိပ်ရာထတာကိုတားကြနေပြီဆိုရင် I'm used to waking up early I am used to waking up early အဲငါစောစောထတာအဲငါတားကြနေပြီ ုတ်ပြီနောက်တစ်မျိုးဘလို့ပြောလို့ရသေးလဲဆိုလို့ရှိရင်ငါဂျင်းသွားရတာငါအသားကျနေပြီဂျင်းဆော့တာအသားကျနေပြီဆိုရင် I'm used to going to the gym ငါဂျင်းဆော့တာအသားကျနေပြီအဲအဲ့လိုပုံစံမျိုးဟုတ်ပြီနောက်တစ်မျိုးဘလို့ပြောလို့ရသေးလဲဆိုလို့ရှိရင်ငါညစာချစ်ရတာမှာအသားကျနေပြီဆိုရင် I'm used to cooking for dinner ငါညစာတွေ့ချစ်ရပြောရတဲ့ဟာမို့ငါအသားကျနေပြီဆိုတော့ကျွန်တော်တို့ကတခုခုကိုလောက်တာအသားကျနေပြီလို့ပြောချင်ရင် be used to best ဒါမှမဟုတ် be fine ဒီပုံစံလေးနဲ့ကျွန်တော်တို့ပြောလို့ရတယ်